မနေ့ကခွင့်တိုင်တဲ့အတွက်တာဝန်ပြက်ကွက်သွားတာကိုနားလည်ပေးဖို့မြစ်တိုင်ရက်ခံပါတယ်ကျွန်တော်သွားအရန်ကြိုက်ဒီနေ့တော့သွားသွားနှုတ်လိုက်ပါနော်အဲ့တော့နေလို့ထိုင်လို့တော့ပုံမှန်တိုင်းမဖြစ်ပေမဲ့လုံးလို့ရသလောက်လုံးနိုင်သလောက်လုံးဖို့ဗီဒီယိုတက်ပြောတာပါအဲ့တော့ကျွန်တော်တောက်ချောက်သတင်းလေးကိုကြည့်တဲ့အချိန်မှာမတွေ့ရလဲဆိုတော့ဘမောမှာငက်ခင် မစင်းကင်กินလိုက်နိုင်ပြီပျော်လိုက်ကြတာပြည်သူတည်ရလုံးရန်ကုန်ကချိုတူးအောင်ဆိုတဲ့ချိုထွန်းအောင်ဆိုတဲ့ဗိုလ်မှူးချုပ်ကိုမြို့ပြပျောက်ကြားပြီးပြစ်ခတ်ရှင်းလင်းလိုက်ပြီပျော်လိုက်ကြတာပြည်သူလူထုတည်ရလုံးဘယ်တက်တွေပြုတ်သွားပြီဘယ်စစ်တောင်းပြုတ်သွားပြီဘသူတွေစစ်တက်ကကောင်းနေဘယ်ကောင်းလေးမတာပေါ်ပေါ်ပြည်သူကပျော်နေတဲ့ ကိစ္စစဉ်းစားစရာဖြစ်တယ်နော်ဒီသူဟာဒီစစ်တပ်ကိုမုံတီးယုံနေမကတော့ပဲလောကမှာပါမရှိစေချင်တော့ဘူးဆိုတော့အချက်တစ်ချက်ကိုထင်ထင်ရှားရှားထပ်တွေ့လိုက်ရဒီချက်ကိုစစ်တပ်ကကောင်းပြီသဘောပေါက်သိနေမစစ်တပ်လောက်မှာအမှုထမ်းနေတဲ့အရာကြီးရကအချက်စစ်တီဆိုရင်လေကျွန်တော်တွေးကြည့်မိတာပေါ့နော်ကျွန်တော်တွေးကြည့်မိတာ စစ်တပ်အတွက်တိုင်းပြည်အတွက်လည်းမဟုတ်ဘူးလူမျိုးအတွက်လည်းမဟုတ်ဘူးမင်းအောင်လိုက်မိသားစုအတွက်တည်ပြီးနေတယ်တည်ပြီးနေတယ်အဲ့လိုတည်ပြီးနေတဲ့အတွက်တန်ဖိုးမထားဘူးတန်ဖိုးမရှိတဲ့ဘလို့ကောတန်ဖိုးမရှိတဲ့လူသားတွေအဖြစ်ရောက်နေတယ်လို့ဒီစစ်တပ်ကကောင်တည်ရင်လည်းပြည်သူလူကတန်ဖိုးမဲတဲ့ကောင်လောကကြီးမှာရော့သွားတယ်ဆိုပြီးပြောရွှင်ကြတယ်ဆိုတော့ဖက်စစ်အကြံဖက်တာမီးနှခါနာဗျာ မီးနှခါနာတဲ့အပြင်ကိုမှတခိုးမရသေးလို့မငိုရဲတဲ့အဖြစ်တူကိုဖြစ်နေရတာတွေ့ရတယ်။တခိုးမရသေးရောမငိုရဲဘူးဆိုတာတကိုးကိုတကိုးကိုတကိုးကအိမ်တေယုံဝင်ခိုးတယ်ပေါ့ဗျာနော်ဝင်ခိုးတော့ရိုက်တပ်လိုက်တော့ပိတ်သွားတယ်တကိုးမရမငိုရဲဘူးဘာလို့သူ့ရောက်တာတကိုးမှတိတော့အဲ့လိုထားပါဒါဒါတော့အမျိုးမျိုးပြောကြတာဘယ်လိုလဲဆိုတော့ဥပမာရန်ကုန်မှာဗိုလ်ချုပ်ကြီးချုံထွန်းအောင်ဗိုလ်မှူးချုပ်ချုံထွန်းအောင်ပိတ်သွားတယ် အိမ်ရှိမှပြစ်တာခုနမိုင်ဘာဆိုလားအောင်နေတာဘာလုံးကြုံကြီးမှမပေးနိုင်ဘူးတည်သွားတာတော့ပို့တစ်ခုတင်ပြီးတော့ဝမ်းမနေရဘူးသူတို့ကွာနော်တပ်ပြောက်ဆွန်းချို့တို့ရဲ့တပ်ပြောက်ဆွန်းမှာမရေတရေနဲ့မိသားစုနာမည်တွေတော့ထည့်ရိုက်ထားတာတွေ့ရတယ်ဒီမိသားစုတွေကလည်းဗမာပြည်ထဲမှာရှိကျင်မှာရှိတော့မယ်တပ်ပြောက်ဆွန်းပြီးတာနဲ့မတချာပြီးတာနဲ့ တန်ပြည့်မဲ့သဘောရှိတယ်24 28အမတန်စိတ်ဝင်စားစရာကောင်းပါလေမတာချမှာ24ရက်နေ့ဟွန်း28ရက်နေ့ကရက်လေထပ်ကွေးရင်တော့မတာပေါ်ထပ်ပေါ်ကြပေါ့အတုပ600တော်တော်လူမသိသူမသိနဲ့အခုတကိုးမရမသိရဲဆိုရဲမငိုရဲဆိုရဲဇကပုံကိုပြောင်းပါမယ်စစ်သားမရသိရင်တော့မငိုရဲတဲ့ဘဝဒီကွဲတူမငိုရဲ စစ်သားမယားဤကွဲတူတေရင်မငူရဲစစ်သားမယားဆိုတော့အောက်ခြေအချက်စစ်တီတွေကိုပြောတော့မဟုတ်ဘူးဘိုလ်ချုပ်တွေဘိုလ်မူးတွေဆိုရဲကောင်တွေတေရင်တော်တရားဝင်ဝန်နေခွင့်မရှိအမင်းတို့ရှုံးလားမင်းတို့နိုင်လားမင်းအောင်လိုက်ဖက်စစ်တက်ကိုဒီနေရာကမေးတယ်မင်းတို့ရှုံးလားမင်းတို့နိုင်လားစဉ်းစားတော့စဉ်းစား စစ်တမ်းရပြန်ပါလို့ပြည်သူလူထုကတဖွာဖွာပြောနေပြည်သူကိုတံပိုးမထားဘူးမလေးစားဘူးမင်းတို့အခုစစ်တမ်းရတော့ပြန်ခွင့်မရတော့တဲ့အခြေအနေရောက်သွားပြီမင်းတို့ပြန်ရမှာကျိုးစင်တစ်ခုပဲရှိတော့ဘူးစစ်အုပ်စုတစ်ခုလုံးကိုပြောတာအဲ့ဒီမှာပတ်သက်ဆက်ချက်ခရိုနီဒေါက်တိုင်အားလုံးလည်းထက်တန်နဲ့ပြစ်တန်ပြစ်မှုတွေငါတို့ပြည်သူလူထုကရှာမှာအဲ့ဒီမှာမှထပ်ပြီး စေုံတူတောက်တိုင်မှာပါတဲ့ပါဝင်ဆောင်ရွက်ခဲ့တဲ့အုပ်ချုပ်ရေးမှုဘာကောင်းညာကောင်းတရကားကောင်းလေးလာဝကထွေအုပ်အစရှိတဲ့ကောင်လွတ်မဲ့မထင်နဲ့နောက်ထပ်ပြီးအပြူရောင်ဥပညာရှင်ပါဆိုတဲ့နော်အနုပညာရှင်ဒီပေါ့တော်လိုင်းကြီးကိုမထောက်ခံရင်ကျွန်တော်ဘာမှမပြောဘူးတော်လိုင်းကြီးဘက်မှာလာမပါလို့မပြောဘူးဒါပေမဲ့တိုင်းပြည်မှာတက်ဖြတ နှိပ်ဆက်ယုတ်မှလင်းနဲ့ဘုံကျဲနေတာပဲကိုတော့ပြည်သူလူတို့တိုင်းပြည်လုံးကပြည်သူလူတို့ထမင်းထမင်းစားတာထမင်းစားဘာလို့စားလဲပြည်သူလူတို့ကသူတို့ကြည့်သူတို့ကြည့်တော့သူတို့ပတ်ဆက်ရတယ်သူတို့ပတ်ဆက်ရတော့ပြည်သူချွေးတဲ့ပတ်ဆက်နဲ့စားနေရတဲ့အမှုပညာရှင်ဆိုတဲ့ကောင်ခင်လိုင်ဒိန်းတော်မင်းကနမခမှာပျော်ဝဲရှင်ပွဲလုပ်တယ်ခင်လိုင်ဒိန်းတော်အပါဝင်ရှိတယ်ဗါလေအများကြီးပြည်ပြည် ါမှတော့ဇော်ဖုံးကြီးတော့အကုန်ပါတယ်သူတို့သူတို့တချင်းဆိုတာကိုလာနောက်ရှက်မှာကြောက်လို့လက်လက်ကြီးတွေနဲ့နာမခါတွေကပြစ်တယ်ငကားတွေကြည့်ရကပြည်သူနှုတ်ပွဲချင်းပြီးတည်ဆုံးသွားတယ်သခိုင်းမှာမုံသွားမှာအဲ့တော့စစ်ခွေးတတိုက်ပစစ်တာကုန်နေတတိုက်ဒီလိုအောင်တန်းစားအနုပညာရှင်ဆိုတဲ့ဘာအဆိုတော်မှလည်းမဟုတ်ဘူးဘာအနုပညာဖန်ပြီးသူမှလည်းမဟုတ်ဘူးလူပြက်လို့လို့လူရှင်တော်လို့လို့ကနေပြီးတော့ အမှုပညာခေါင်းစဉ်တက်ပြီးလောက်နေတဲ့ကောင်တွေတချင်းဆိုတာကိုနားထောင်ဖို့ငါတို့ပြည်သူနှအူးကသေပေးရတယ်ဆိုတဲ့အခါကျတော့မင်းတို့များသွားတယ်နော်ခင်လိုက်ဒိန်းတော်နဲ့အစအမှုပညာရှင်ဆိုတဲ့လူရှင်တော်တွေဝါတွေကိုအားပေးခဲ့တာလေအဲ့ဒီအညာသခိုင်းမောင်ကတကြောကလူတွေတော်တော်များတယ်ဗျနောက်အခုဆိုင်းဆိုင်းခန်းလိုက်ဆိုတဲ့တကောင်သားတော်ရင်ထဲမှာပါတာပြဿနာရှိတယ် စစ်တပ်ကိုကူညီပြီးပုံမှန်အခြေအနေကြီးဖြစ်နေတယ်လို့လို့ ਨੇ ပြောဝဲရှင်ဘွဲတွေ ਨੇ ဒီတိုင်းပြည်တော်လှန်ရေးကိုအာယုံလွဲအောင်လုပ်ရင်တော့ပြဿနာရှိတာအဲ့တော့ဘုံရမျိုးပပတ်လေးကိုဘုံကြီးချဲတယ်ခင်လိုင်းနဲ့ဒိန်းတောင်နဲ့အဲ့ဒီမှာရှိတယ်ဗာလေးဆက်ဖြစ်ပါဘာလို့နာမည်ရှိတယ်ဗျာဟို Facebook မှာဟို ဟာတဗီဒီယိုတွေတင်တင်ရိုက်နေတဲ့အကောင်ကြီးပေါ့ဗျာတော်တော်များများပေါ့အဲ့တော့မင်းတို့တည်ရင်ပြည်သူကပျော်တာလေပြည်သူကပျော်ရွှင်ကျင်တတ်တာလေအခုနေဒိန်းတော်တည်ကြီးခင်လိုက်တည်ကြီးတတိုင်းမိလုံးပျော်ပါအခုနေဇော်မိုးရေးတည်ကြီးသစင်ဦးတည်ကြီးတတိုင်းမိလုံးပျော်ပါအခုနေမင်းအွန်လိုင်းတည်ကြည့်အခုနေစိုးဝင်းတည်ကြည့်အခုနေမောင်ရင်းတည်ကြည့်အခုနေတိုက်ဆွေတည်ကြည့်တိုင်းပြည်လုံးပြောပါမုံယုံနေမှာဟုတ်တော့ ဒီလောကမှာမချိကျင်တော့တာအဆုံးဆုံးအဆင့်ရောက်ရှင်းတယ်နောက်တစ်ခုပါထပ်ပြောအောင်လေဆိုတော့ဘမမပစ်ချလိုက်တယ်လေဟုတ်ဘမမပစ်ချလိုက်တယ်ရဟယင်ပထမတစ်စင်းပြတ်ကြတယ်ကျွန်တော်ဗီဒီယိုထဲမှာအားလုံးတွေ့ပြီးသားဖြစ်ပါလိမ့်မယ်ဘမောမှာဘမောရဟယင်နဲ့ပတ်သက်ပြီးပစ်ချခဲ့တာဟာဗျူဟာမြောက်ပစ်ချခဲ့တာဖြစ်ပါတယ်စနစ်တကျစောင့်ဆိုင်းပြီးတော့အဖြောင့်ပစ်တဲ့လူကပစ်တယ်စနိုက်ပါထောက်တဲ့လူကထောက်တယ် ် Wi-Fi တွေငချင်းမီတွေနဲ့အဖြောက်ဆက်ဆက်ဆက်တဲ့နဲ့ဆွဲတဲ့လူကဆွဲတယ်။ကာမီကာစီ drone နဲ့ဝင်ဆောက်နေပါဆောက်တယ်။အ ਨੇ ဆုံးတက်စိတ်၄စိတ်၅စိတ်နဲ့တရင်တက်ဖွဲ့ပေါင်းမြောက်များစွာပြူဟာမြောက်တက်ခတ်တက်ခတ်ခဲ့တယ်။ဒုတိယကောင်းကျိုးအနေနဲ့ရွှေကူမှာထတ်ကျဲပါတယ် drone နဲ့မှွားစွာကျဲသွားပါတယ်။ဆိုတော့ဒီရဲရင်ဒီပေါ်မှာပါတဲ့ကောင်းတယ်မနေ့ကကျွန်တော်ဗီဒီယိုပေါ့မြေပြင်ပံပေါ်စစ်မြေပြင်ကရဲပေါ်ဗီဒီယိုမှာ နားထောင်မိသားဖြစ်နေမယ်တချို့16ရောက်သေးတယ်အဲ့ဒီမှာဘိုးကြီးမျိုးထက်အောင်ဆိုတဲ့ကောင်ရဲ့ဂျင်ပတ်တစိတ်တမရော်ကြီးကောင်ကြီး16ရောက်လုံးသေးတာအတန်မထွက်ရင်သူ့မိသားစုတယောက်ပါသေးတာတော့မျက်ရည်ကျလို့မရတယ်ဘွာသေးတာတော့တရဝင်းငိုကြွေးခွေမရှိတဲ့အခြေအနေမှာမင်းတို့နိုင်နေတယ်ထင်နေလို့မေးတာဟမ်ဖတ်စစ်တာကောင်ကြီး အဲ့ဘုံမတတိုက်လေတစ်ချက်လက်ကြည့်ပြီးပြောချင်တာမိမလာလဲမပြောရဲဘူးသိလားသိနေတယ်အခုရဟင်းကြီးပြတ်ကြသွားပြီချိုးထွန်းအောင်ကိုရန်ကုန်မှာလောက်ကြံလိုက်ပြီနော်ရှင်းလိုက်ပြီပြည်တံခတ်လိုက်ပြီအတခါဒီမိတိလာကအဲလာတက်နေကအဲဒီဘုံမှုတကောင်နဲ့အဲမှာဘာညာဘာညာဆိုယူထွန်းသူတို့တက်ကလူတွေမตาပေါ်တဲ့တရင်သူတို့မပြောရဲဘူး ဒါကြောင့်မို့တို့အဖြစ်ကကျွန်တော်ခုနပြောသလိုတကိုးမရတကိုးသိလို့တကိုးမရမငိုရဲတဲ့အဖြစ်ရှင်းတယ်နော်အဲ့ဒါကိုမင်းတို့နိုင်နေတယ်လို့မင်းတို့ထင်တာဒီနေ့ဂျင်းပြည်နယ်မှာကလဲတို့တိမ့်ပါလေအာရဝါရအော်အာရပါရဝမ်ပန်းတတာအောင်ဝဲခံနေလိုက်တာများဗာဒီလို့အမိုးတို့တိမ့်ချက်ကတော့ဗျာကရင်စော့တာကြိုက်ကြလားဂျကိုင်မုတ်ဒီကတော့ အပြဲလန်အောင်ကျွေးပြီးပြီဒီတကကရင်စော်ရာဟာဖင်ဆလောင်းမှာအလန်လိုက်မယ်နော်မယုံမရှိနဲ့တောင်ကူမှာထပ်တိုက်ပါတယ်ထပ်ပြီးတော့တောင်ကူတိုက်ပွဲမှာပြည်သူလူထုကိုဟာစမကျေကြေးပါမှာလေဗီဒီယိုကြည့်လိုက်ရတယ်လားပြည်တော်နေတဲ့ပြည်သူလူထုကိုဗလိုင်းဆက်တနနဲ့ပြစ်တာမင်းတို့သေတာလေးပျော်တာလေးသေလို့ပျော်တာလေးနင်းတော့နေသေးတယ်ဒီလိုအခြေအနေရှိနေပါတယ် ဒါကျွန်တော်သတင်းနေနဲ့စကားတွေနဲ့ညှက်ပြောသွားတော့အဲ့တော့ကလေဘလေတို့ sorry ဘလေတို့စကန်းကိုတင်းတဲ့အချိန်မှာဖက်စစ်တပ်ကကောင်းနေထိုင်းနိုင်ငံကိုခွေးပြေးပြရပါတယ်ခွေးပြေးပြတဲ့အခါကျတော့ထိုင်းနိုင်ငံလက်မခံပဲမောင်းထုတ်ပြီးတောင်ပြင်လွတ်တဲ့ခွေးတွေပမာရောင်လေလေနဲ့နောက်ဆုံးတော့တေချင်းပဲရောက်မလားလမ်းမှာအစာပြက်ငတ်ပြက်မလားတော့မသိဘူးနောက်ဆုံးအခြေအနေထိတော့ဒီကောင်တွေကိုထိုင်းဘက်ကမောင်းထုတ်နေပါ နော်ဘလဲလိုကြီးရတိုက်ခိုက်မှုမှာ24ရက်နေ့ဗီဒီယိုကလစ်တွေအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ် PDF တင်တဲ့ KNL ပူပေါင်းတပ်တွေ KMD တို့ပါဝင်တဲ့ KNU ဥဆောင်တော်တပ်ပေါင်းစု KMD ကစစ်ဦးစီးချုပ်ဆော်ရှိလီဖူဆော်ရှိလီကတေဒီယိုဌာနချုပ်ကိုအစ်စိမ်မှာရုံးပြန်စိုက်မယ်လို့ပြောအပ်ပြီးမှာ ဒီကနေ့ဒီပီနဲ့တပီနဲ့လုံးကတက်မှာတက်မှာခုနှစ်ထိဒူရမြောက်စစ်စင်ပွဲတွေလာပါပြီဒီလိုလာနေတဲ့အတွက်စစ်ကောင်စီဘောမှ Telegram Channel တွေသတင်းတွေဘာတွေထုတ်နေလဲဆိုတော့ကရင်ဖတိုတွေ KNU ရဲ့ဦးစီးခေါင်းဆောင်တွေရဲ့သတင်းတွေမကောင်းကြောင်းတွေကိုလိုင်လိုင်ဖြန့်နေတာကိုတွေ့ရပါတယ်ဗျကြောက်နေကြပြီလေကရင်တကယ်ဆိုရင်ရန်ကုန်အင်းစိန်ထိရောက်နေတော့နေပြီးတော့ ငလီနောက်ပျော်ပြီးသားဘဝကနေအမှုတ်ဖြစ်သွားမဲ့အခြေအနေရှိတယ်နော်မင်းတို့နိုင်နေတယ်ထင်နေသေးတာလားဘတ်စစ်တက်နေပြီးတော့မကြမချင်းမင်းတို့နိုင်နေတယ်လို့မင်းတို့ထင်နေတာလားနော်ဒီနေ့ကရင်ပြည်နယ်နောက်တက်တိန်းရတဲ့စခန်းကြီးညာကြီးမိုးချုပ်မနက်မှတိန်းလဲရပါတယ်မောင်ကျော်ရာဆိုတဲ့စကားကရင်ပြည်နယ်မှာအလွန်ရေမန်းစားနေတာပေါ့ဗျာညာ7နိုင်7နိုင်လဲတက်တိန်းတာမနောက်နေအဲ့က PDF တွေကလည်း ကန်ဒီယူကန်ဒီယူကဲနန်လီတို့ရဲ့ဂယုတဆက်ပြိုးထောင်ထားတဲ့အင်မတန်အစွမ်းထက်သောစစ်တီတော်တွေနော်ကြောင်တောင်ကြာတာတာမလုံးနဲ့ဖတ်စစ်တဲ့ပေရာတော်မိသားစုကမျက်ရည်ကျငိုခွင့်မရှိတဲ့ဖတ်စစ်တဲ့ကိုကိုကိုနိုင်နေတယ်လို့ထင်နေသေးတာလားမင်းတို့စစ်ရှုံးနေတာကိုမင်းတို့မသိဘူးလားစစ်ရှုံးတာမှရိုးရိုးရှုံးတာမဟုတ်ဘူး ရိုးရိုးရှုံတော့မဟုတ်အဖက်ဆယ်နလန်ထူလို့မရောက်အောင်ရှုံနေတာဖြစ်ရတွေကသက်တည်ပြနေတိုက်ပွဲနိုင်တာဘယ်တိုက်ပွဲနိုင်နေဘယ်တိုက်ပွဲရှုံနေကို level ချိန်မပြတော့ဘူးတင်ရင်လည်းတိုက်တယ်ကချင်နဲ့လည်းတိုက်တယ်မွန်နဲ့လည်းတိုက်တယ်ရှမ်းနဲ့လည်းတိုက်တယ်ဗမာနဲ့လည်းတိုက်တယ်တိုင်းသာရှိသမျှတိုင်းသာအလုံးနဲ့မင်းနဲ့တိုက်နေတာလေမိမှန်နဲ့ထင်နေတာလားဟဲ့ဗတ်စစ်တပ်တွေရောက်ကောင်းနေမင်းတို့မှန်နေတယ်ထင်နေတာလားမင်းတို့ကပုံရံသူမင်းတို့ကမင်းတို့ပြောပြောနေတဲ့အာတိုင်းသာတဲ့ဘုံတွေအကြမ်းဖက်တဲ့ဘုံတွေ တတိုင်းပြည်လို့ရဲ့တဘုံမင်းတို့ဖြစ်နေပြီဖတ်စစ်တန်မင်းအောင်လိုက်မင်းတဘုံကောင်းဆောင်ကိုကိုကိုတိဖို့လို့တဲ့တဘုံကောင်းဆောင်နေပြီးသလားဆိုတော့မပြီးသေးဘူးဝရံကထုတ်ခံထားရတဲ့ဝရံပြည်တယောက်ကိုကိုကိုလည်းမှန်နေကြည့်ပြီးမေးကြည့်ကြပါဦးဗျာခင်ဗျားတို့နေနော်ကျွန်တော်တကောင်းကြီးအကြောင်းတွေ့တွေ့ပြီးတော့သူတို့ကိုသူတို့ဟုတ်လာပြီးထင်နေတာအောက်ကဟောင်းလောက်မျက်နှာတစ်ခါပေါင်သေးကြောင် တိုက်ချင်တဲ့လူတိုင်ရောက်မှမရှိတော့ဘူး PDF ကလာပြီးဟေးစစ်ကြောင်းဝင်လာပြီးဆိုအလံပြူတောင်လက်နဲ့ချမယ်လို့တန်းစီနေတာမဲဒီနာကိုလည်းမဲကြည့်အောင်တာစီကိုလည်းမဲကြည့်အောင်ဟမ်မနောက်ဘူးနော်ငါတို့ကလာဖို့ဒီအစင်အစင်သည့်စုဆောင်စုဆောင်ခင်စင်နေလို့သာငါတို့ဝင်ပြီးဆိုလက်နဲ့ချမယ်တက်ကတန်းစီနေတယ်ဆိုတာမင်းဖတ်စစ်တဲ့အကြောင်းလေးမင်းစုံကန်းအော်မင်းအောင်လိုက်ကျွန်တော်မသိသူပြောနေသလိုပဲအမှန်တော့သူပြောနေတာ တစ်ချက်လာနားတော်ပြီအဲ့တော့ဒီနေ့ထပ်ပြီးတော့မန္တလေးအမြန်လန်းတောင်ကူလမ်းပိုင်းမှာတိုက်ပွဲကြီးနှစ်ရက်ရှိနေပါပြီပြင်းပြင်းထန်ထန်ကိုတောင်ကူကိုထိုးနေပါတယ်တောင်ကူတော့ရောက်မန္တလေးအမြန်လမ်းပိုင်းတော့မင်းတို့နိုင်နေတယ်ထင်နေသေးတာလားမင်းတို့မရှုံးသေးဘူးထင်နေသေးတာလားမင်းအောင်လိုက်ဥဆောင်ဖို့အကြမ်းမဲ့ဘတ်စတက်အဲ့တော့နေ၄00ကျော်ရှိတဲ့စပယ်ကျော်ရောက်ဘူးဆက်စစ်တက်ကမီးရှို့ပါ194မိုင် စပယ်ကျဲကျွေးရနီးမှာမေလ23ရက်နေ့နဲ့နှက်မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ပတ်ဝန်းကျင်မှာရှိတဲ့ချက်ရိုးပင်ရတောပူရစီးပင်ရငုံမင်းကျေးရကပြည်သူတွေစစ်တပ်ကဘုံကျဲမှုကြောင့်ထွက်ပြေးနေကြရတယ်စပယ်ကျဲဆိုတော့ကြွားကြီးပြကြီးပဲစီဝိုင်းလည်းခတ်တောက်တောက်တင်းတင်းရှိတယ်တောင်ဦးနဲ့နီးတာမြို့ပြမြို့ပြဆဆိုင်ကြီးအဲ့ဒါကအဲ့စပယ်ကျဲကျေးရတယ်ဒီခုနချက်ရိုးပင်တို့တောပူရတို့ကပြေးတဲ့လူတွေကို MI35 နဲ့စက်တနက်နဲ့လိုက်ပစ်တာအပြစ်မဲ့ပြည်သူတွေကိုပစ်တဲ့ တက်လို့မင်းတို့ကမင်းတို့ကမင်းတို့ရန်သူမွေးနေတာမင်းတို့မသိဘူးပဲကွာဒါပါတော့အဲ့တော့တောင်ငူလီတက်ကဂျက်ဖိုက်တာတွေနဲ့တက်ပြီးတော့ဘုံကျဲနေတယ်တိုက်ပွဲဖြစ်တဲ့နေရာနဲ့ဒီဂျွာတွေနဲ့ငားမိုင်လောက်ဝေးနေပြဘာမှမဆိုင်ဘူးဒါကိုအเจ้าမဲ့တော်လိုက်တက်တွေဂျောက်ဘုံကျဲတယ်တော်လိုက်တက်တွေလာတိုက်လို့မင်းတို့ထွက်ပြေးရတယ်ဆိုတော့ပြည်သူလူထုနဲ့တော်လိုက်ပြည်သူလူထုနဲ့တော်လိုက်တက်ပြီးသွေးခွဲခြင်းလို့ အကြောင်းမဲ့ပြည်သူကိုပြစ်ခတ်တိုက်ပြတ်ပြီးစစ်ရသူမှုကျူးလွန်တဲ့ကောင်တွေမှန်သမျှတကောင်မှအလို့မပိဘူးဒါတော့တိုက်ဝဲဖြစ်တဲ့နေရာကအမြန်လန်းနဲ့9မိုင်လောက်ထပ်ဝေးသေးတယ်အမြန်လန်းကိုပိတ်ချဖို့ဗစစ်တပ်ကပြင်နေပါတယ်အမြန်လန်းတလျှောက်တွာလာနေတဲ့သူများခက်မြမြခက်တွတ်တွားပါအဲ့တော့ဘကိုးတိုက်တောင်မှာတိုက်ပွဲဖြစ်ထန်နေတယ် ကြောက်ကြီးရွှေချင်းနတ်တလင်းမင်းလာမှာလေထိုးစစ်တွေရှိပါတယ်မြန်မာနိုင်ငံအလဲပိုင်းကြောရိုးထိုးစစ်ကြီးဟာရုံလုံးကြွလာပြီးခင်ပြီးတဲ့ထိုးစစ်နဲ့အတူကချင်တို့ရဲ့ဗမော်မြေကြီးနာတိမ့်တိုက်ပွဲမတိချင်အောင်မတိတလို့လေးနေပေးနေတဲ့ TNL လေးနဲ့ MDY PDF ကငုတ်တုတ်ထိုက်ပြီးခင်ဗျားတို့ကိုလှလို့ကြည်နေတယ်ထင်နေတာလားဒီလောက်ပဲပြောမယ်ဒါမှပြောတော့ဘူးအဲ့တော့ 年轻人心里话嘞，他没有，那同意嘛？呵呵，人家开呀，开呀，个个，开呀，睡觉，开呀，什么都，开呀，走路啥的，开呀，待一天呢，到里啊，坐公司公司，开呀，待生意，开呀，赚大钱，人家不怕，那都伊不怕，到那不怕，打欧不怕，没得啦，卡巴卡阿走。 ပူပေါင်းတက်တွေပူပေါင်းတက်တွေဟာစီဘီအိုရဲစခန်းကြောက်မြက်ကြွာပြူစခန်းတောင်ရှိဂိတ်အထိုင်စခန်းဆက်ရှိရွက်ခရိုင်ထွေအုံယုံဝလူရဲစခန်းဂပ်ပိုင်လိုင်းရဲ့မြို့မစခန်းဇီဝါအနီးစစ်ကြောင်းနဲ့မြို့ဝင်ဂိတ်ဂပ်ပိုင်လိုင်းမြို့ဝင်ဂိတ်တလျှောက်လုံးကိုတပ်ပြိုင်နဲ့ဝင်တိုက်ပါလေချင်း ယူ90အနည်းဆုံးသေးတယ်။စစ်တပ်ကအယောက်30မကောက်သေးတယ်။တနက်28လဲရတယ်။ရှင်းတယ်ဂျက်ဖိုက်တာနဲ့ဘုံလာကျေးတယ်။ MN35 နဲ့စစ်တပ်နဲ့ပြစ်တယ်။ဒါပေမဲ့နိုင်ငါတို့နိုင်။ခရိုင်တိုင်းစစ်ရင်းနဲ့အထူးလှူရှားတက်နေတယ်။မြင်းညာခရိုင်စစ်ဌာနရဲ့ကုကဲမှုတွေဒီကနေ့ဗမာပြည်အလဲကြောရုပ်ကြီးဖြစ်တဲ့မြင်းညာတောင်သာစီမီကုန်မန္တလေးတရာဦးနီလာ ဒီခြေတွေပေါ့ဗျာဒီခြေတွေပေါ့နော်ကျွန်တော်ဒါကနောက်ဆုံးရရှိတဲ့တော်လိုင်းကြီးတိုက်ပွဲစစ်တရေတွေဖြစ်ပါတယ်နိုင်ငံကြီးမှာတော့နိုင်ငံကြီးဘက်မှာတော့ကျွန်တော်ကိုကွန်မန့်မှာလာပြောတာတယ်ဒယ်လီဗန်မှာလည်းပြောတာတယ်ကိစ္စလေးတခုကျွန်တော်ပြောပြချင်ပါတယ်ရန်ကုန်သူရန်ကုန်သားတွေကဒီကျွန်တော်ဗီဒီယိုတွေအများဆုံးကြည့်တဲ့အခါကျရန်ကုန်ပလက်ဖောင်းဆိုတဲ့ရန်ကုန်ဂျာကာလာစီမံဥပဒေရန်ကုန်ဂျာကာလာစီမံမှုဥပဒေဆိုင်ရာရေးဆွဲရေးအတီးပြုချုပ်ချက်ခံနေတာ ဲ့တော့ကျွန်တော်သဘောထားကိုကျွန်တော်ပြောထားတယ်ရန်ကုန်နဲ့ပတ်သက်ပြီးရန်ကုန် platform ကိုနိုင်ငံရေးရှင်းမြင်လာပြီးတခုဖြစ်ဖို့ကျွန်တော်မျှော်လင့်တယ်ကျွန်တော်တိုက်တွန်းခဲ့တိုက်တွန်းခဲ့တယ်ကျွန်တော်ကရန်ကုန်သားလေးရန်ကုန်ရဲ့တော်လိုင်းကြီးရောက်ဝင်းမှာလက်ရှိချိန်ကြီးတော်လိုင်းကြီးထဲမှာပေါင်နေတော့လုံနေတော့လုံနေတဲ့လူလို့ပဲသတ်မှတ်ပြီးတော့ကျွန်တော်ပြောပြတယ်ဒီစုစည်းမှုဟာတော်လိုင်းကလာအတွင်းမှာနိုင်ငံရေးဆိုင်ရာရှင်းမြင်လာကြီးတခုဖြစ်စေချင်ပါတယ်အဲကျွန်တော်ပြောခဲ့တယ် ဟိုးရန်ကုန်ဘောလဖောင်းစားတယ်တနစ်ကျော်နှစ်နှစ်လောက်တည်းကမဖြစ်ပါမဖြစ်ပါလူမြတ်ကြစကားနားထောင်တာအခုတော့စောက်ချက်ပြီကွဲကုန်ကြရုံမျိုးအဲ့တော့နောက်ဆုံးအတီးပြုတ်တယ်အဲဒီဂျာကာလာစီမံရေးဆွဲကော်မတီအတီးပြုတ်မယ်ပေါ့ဗျာအတီးပြုတ်တဲ့ပွဲဆိုဖိတ်တော့သွားတယ်အဲ့မှလည်းကျွန်တော်ပြောခဲ့တယ်နိုင်ငံရေးကို individual right ပေါ့တဝူးချင်းပါဝင်မှုပုံစံတွေအစုအဖွဲ့လိုက်ပါဝင်မှုပုံစံတွေပြည်သူလူထုနဲ့ဆက်ဆက်ပါဝင်မှုပုံစံတွေရန်ကုန်ပြည်သူလူမျိုးပြပြည်သူလူထုကို အာဒီအရှင်ခံတင်ပြချက်တွေအဆရှိပြီပေါ့ဗျာနော်ဆောင်ရွက်တင်ပါတယ်ဟိုအပေါ်ရန်ရေပေါ်စီ elite ပုံစံနဲ့နီးစက်ရနီးစက်ရခေါ်တွေ့သည်မပြောအဲပေါ့လုံနိုင်တဲ့တော့လှုပ်ချတာတော့တွေ့ရပါတယ်သို့တော့ဒီရည်ရွယ်ချက်တီတော်လိုင်းအတိုက်ပွဲတွေဟိုဒီမျိုးပြပြောက်ကြားနေပေါ့ဗျာတော်လိုင်းတက်တွေကတိုက်မယ်တိုက်သွားလို့နိုင်ရင်အဒီဂျားကာလာစီမံမှုဥပဒေနဲ့ခုနရန်ကုန်လွတ်တော်နဲ့ကအုပ်ချုပ်မယ်ဆိုတော့အဲ့လိုပုံတံတန်မျိုးကြီးသူကပေါက်တာနော် အဲ့လိုရုပ်ပေါက်သွားတဲ့အခါကျတော့ဝေဖန်မှုကပြင်းပြင်းထန်ထန်ဖြစ်တယ်အဲ့တော့အခုရန်ကုန်လွတ်တော်ဆိုတဲ့လူတွေကအတည်ပြုတယ်ဆိုတဲ့အခါကျထပ်ပြီးစဉ်းစားမိတာကဩဒီလူတွေကစီမံမှုကော်မရှင်လုပ်တယ်ဥပဒေရေးဆွဲမယ်ရန်ကုန်လွတ်တော်ကအတည်မပြုရင်အတည်မမပြုရင်မရဘူးအဲ့လူတွေကဘာကြီးလုပ်နေလဲဘာမှလည်းမပြောဆရာကျွန်တော်ကပြောတာရှင်းပါတယ်ရန်ကုန်စုစည်းမှုတည်ရန်ကုန်စီရင်တိုက်ပွဲမပါဝင်နိုင်နိုင်ငံရေးစစ်မြေနာဆိုတဲ့ထုံးနှက်မှုတွေနိုင်ငံရေးကပြင်းပြင်းထန်ထန် ထောက်ပြပြောဆိုဝေးပန်းနိုင်ငံရေးတိုက်ကွက်တွေပေါ့ဗျာနိုင်ငံရေးစစ်မျက်နှာကြီးဖော်ဆောင်နိုင်ဖို့လိုပါတယ်နံပါတ်1ပါဝင်တဲ့သူတွေဟာတစုတပွဲတသိန်းတပင်း NLD ကလူတွေကြီးပဲဆိုတော့ဒါမျိုးမဖြစ်စေချင်ပါဘူး NLD ကမမဟုတ်ဘူးအားလုံးပါဝင်နိုင်ရေးအားလုံးကိုစုစည်းအားလုံးကိုဒီလိုမျိုးဖြစ်စေချင်ပါတယ်ကျွန်တော်ပြောတယ်ဒါပေမဲ့ပါတဲ့လူတွေကြည့်လိုက်တော့ပါလီယာကပိကြပေါ့ဗျာသူတို့နေရာတိုင်းမှာသူတို့သာကြီးတယ်ဆိုတော့နေရာတွေကလည်း3-5ခုတည်းရှိတဲ့လူတွေအဲ့အဲ့တော့ကျွန်တော်သဘောမတူမကြိုက်ဘူး ရန်ကုန် platform ကိုကျွန်တော်မကြိုက်ဘူးလက်ရှိအတီးပြူတာတွေအတီးပြူတာတို့ကိစ္စပြည်သူလူထုအတီးမပြူရင်ဘာမှလုပ်မရအဲ့တော့အဲ့ဒီအခြေအနေရှိရပေါ့ဗျာเนาะကျွန်တော်ကျွန်တော် Facebook စာမျက်နှာအောင်ကျွန်တော် Telegram မှာလည်းကျွန်တော်သဘောထားကိုပြောပြပါကျွန်တော်လုံးဝမကြိုက်ပါဘူးရန်ကုန် platform ရဲ့စုဖွဲ့မှုပုံစံဒီကျူတီနေရာဥချင်လို့အဲအုတ်ချုပ်ချင်လို့ဆိုတဲ့ပုံတံတန်မျိုးတော့ပုံနေတယ်ဗျာအမှန်တော့အဲ့လိုလုပ်ဖို့အဲ့လိုစိတ်ကူးနဲ့လုပ်တာမျိုးတော့ဟုတ်ရှင်မှာဟုတ်မယ်သို့တော့ ရည်ရချက်ဒီတော်လန်ရေးကာလတော်လန်ရေးကာလအတွင်းစစ်အတိုင်းတိုက်ရေးမူဝါဒကိုတွေ့ဖယ်နေပါပြီရန်ကုန်ပလက်ဖောင်းကိုကျွန်တော်ကြိုက်ပါအထူးရင်ထိုးစစ်နေစစ်နိုင်တိုက်ရေးမူဆိုတာကရှင်းရှင်းပြောမယ်တနက်ကင်ကြီးတိုက်မှာမဟုတ်ဘူးလူမြတ်ကျော်လို့ဗစက်ကလည်းတိုက်လို့ရတယ် YouTube နဲ့လည်းတိုက်လို့ရတယ် Facebook နဲ့လည်းတိုက်လို့ရတယ် TikTok နဲ့လည်းတိုက်လို့ရတယ်နှီးပေါင်းစုံနဲ့ပုံသဏ္ဍာန်မျိုးစုံတိုက်ပွဲနှီးတာပေါင်းစုံနဲ့တိုက်လို့ရတယ် ပုံစံပါစစ်နိုင်တိုက်ရေးမူမှာအားလုံးပါပါတယ်ဒါပေမဲ့စစ်နိုင်တိုက်ရေးမူကိုမျက်ကိုပြုတော်လိုင်းကာလာအတွင်းတော်လိုင်းအောင်သွားရင်သူများတွေကတိုက်ပြီးကိုကအုတ်ချုပ်မယ်ဥပဒေနဲ့ရော့ဒါနဲ့ငါတို့အုတ်ချုပ်မယ်လို့ပြောတဲ့ပုံစံမျိုးဟာပြည်သူလူထုစံနှံနဲ့သွေးဖယ်နိုင်ပါတော့ကြောင့်ပြန်လည်ပြင်ဆင်ပြုပြင်၍ရန်ကုန်လူထုသဘောဆန္ဒခံယူပါရန်ကြောချရင်မနေ့ကတည့်ရမတွေ့ရတာကိန်းဒီကိန်းညာတွေလို့ တရက်ချောင်းချသွားတာရပောင်း900လောက်လွမ်းနေချတယ်ဗျာဒီနေ့တော့ဒီလောက်ပါပဲနိုင်ငံလုံးဆိုင်ရာထိုးစစ်ကိုရောက်ဖို့ဘလပောင်းဆုံးထိုးစစ်တွေမှတည်ဘတ်ဆုံးတိုက်ပွဲတရနဲ့နိုင်ငံလုံးဆိုင်ရာ operation အတူတူထိုးစစ်ကြီးနဲ့တပ်ပေါင်းစုဂွင်းဆက် COC နဲ့တိုက်နိုင်ပါလိမ့်မယ်ဒီညတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်